လာပါရှင်။ IU International စေယုံကြီးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့ဇွန်နေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့2025ခုနှစ်မေလ18ရက်နေ့မှာကြာရောက်မယ့် World Hypertension Day ကမ္ဘာသိတို့ယောဂါနေ့အထိမ်းအမှတ်အတွက်ကိုဇွန်နေ့တင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ဒီကနေ့ဇွန်နေ့ပွဲလေးမှာပါဝင်တင်ဆက်ပေးသွားမယ့်ဆရာကတော့ IU International စေယုံကြီးမှအတိုင်းမင်ခန်အထွေထွေအထူးပူသမားတော်ကြီးဒေါက်တာဦးကျော်စရာလင်းပဲဖြစ်ပါရစေ။ ဆရာမင်္ဂလာပါရှင်ဟုတ်ကဲ့ဟုတ်အာအခုပေါ့နော်ဒါ2025ခုနှစ်အဲဒီနှစ်ရဲ့ပေါ့နော်မေလ18ရက်နေ့မှာဒါကမ္ဘာသီတူယောဂနေ့ကပြန်လည်ကြရောက်တော့မှာဖြစ်တယ်ပေါ့နော်အဲဒီတော့ဆရာအရင်ဦးဆုံးဆရာအနေနဲ့ wall hypertension ဒီပေါ့နော်ဒီကမ္ဘာသီတူယောဂနေ့အထိမှဖြစ်ပေါ်လာရတဲ့အဲအကြောင်းရင်းတွေကိုလည်းရှင်းပြပေးပါအောင်ရှင်ဆရာနေသမီးကျေးဇူးပါနော်အဲ့တော့ကမ္ဘာသီတူယောဂနေ့ wall hypertension ဒီပေါ့နော်ဆရာတို့နှစ်စဉ်မေလ18ရက်နေ့မှာတက်ပတ်ပြီးရချင်းပါတယ်ပေါ့နော် အဲဘယ်ကနေစတင်ဖြစ်ပေါ်လာလဲဆိုတော့2005ခုနှစ်နော်2005ခုနှစ်မှာ White Hibernation League လို့ခေါ်တဲ့နော်ကဘာသွေးတူဖွဲ့စည်းရနေပြီးတော့ကဘာသွေးတူယောဂနေလို့မေလ14ရက်နေ့မှာစတင်ပြီးတော့တက်မှတ်ချင်းပါခဲ့နော်2005ခုနှစ်မှာ2006ကစပြီးတော့ဆိုတော့မေလ18ရက်နေ့တက်မှတ်ပြီးနှစ်စဉ်ချင်းပါလာတာဟုတ်တာ2025 ရောက်ပြီပါသမီးရေเนาะအဲ့တော့ hypertension တွေဟိုတတ်မှတ်ကျင်းပါခဲ့ရတာတော့အဓိကတော့ဒီတွေးတိုးယောဂ hypertension ပေါ့နော်တွေးတိုးယောဂဟာဆောက်မြန်မာနိုင်ငံအပါဝင်ကမ္ဘာနိုင်ငံအသီးသီးမှာဖြစ်ပွားမှုလုံးရမ်းများနေတယ်ပြီးတော့အဲ့သူတို့ယောဂရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကြောင့်လူတွေဟာအသက်အန္တရာယ်เนาะဆုံးရှုံးတဲ့အထိเนาะဖြစ်ပေါ်နေကြတယ်ပေါ့သမီးဟုတ်အဲ့ဒါကိုဆရာတို့ကသတိပြုမိစေချင်တယ်เนาะ အဲ့တော့သူတို့ယောဂဖြူအောင်မလို့ကလေတနေ့တစ်နေ့တနေ့ပို့ပြီးတော့များလာတယ်။ဘာလို့များလာလဲဆိုလူတွေရဲ့ဆက်လို့နေ့တိုင်းစားတော့နေတဲ့စားတော့ပေါ့နော်။ဒီတော့အနေထိုင်ပုံစံလေးတွေကပြောင်းလဲလာတယ်။ဟိုစားတော့စားရင် ready made food တင်များလာတယ်။အငံတက်ပါတဲ့စားတော့တွေစားလာဆက်လို့များလာကြတယ်မြည်။နောက်တစ်ခါအเจ้าမျိုးကြောင့်လေ့ကျင့်ငယ်လှုပ်တာလေးလှုပ်ရှားမှုတွေနည်းကြတယ်။ဒါလေးကြောင့်လည်းသွေးတူးယောဂပူဖြစ်လာတယ်။နောက်တစ်ခါစိတ်ဖိစီးမှုတွေပေါ့နော်။ဒါတော့ဖြစ်ပေါ်နေတဲ့အခြေအနေအเจ้าမျိုးတွေအစိမ်းမပြေမှုတွေကြောင့် လူတွေဟာစိတ်ပိုင်းဆိုင်ရာဖီစီမှုတွေများလာပြီးတော့သူတို့ယောဂါဖြစ်လာတယ်။ဒါအပြင်သူတို့ယောဂါနဲ့တွဲဆက်ပြီးတော့နော်ကျောင်းသူတို့ယောဂါဆိုတော့စီးပညာရတာနန်းကွန်မြူနီကေးပဲတစီပေါ့နော်ဟုတ်ကဲ့ဘခုဆက်တတ်တဲ့ယောဂါအုပ်စုအတူနဲ့နော်အတူတူဖြစ်တဲ့စီဂျိုယောဂါသွေးရင်းစီတဲ့များတာဒါတွေနဲ့လည်းတွဲဖက်ပြီးဖြစ်တယ်ဖြစ်တော့သွေးတို့ယောဂါကိုယ်တိုင်ကလည်းကြောက်စရာကောင်းတဲ့ကလေဖြတ်တာလုံးလို့ကြောက်ပိတ်သွားတာကြောက်ကပျက်စီးသွားတာဖြစ်တယ်လို့စီဂျိုယောဂါကလည်းပဲ ဒီလိုတွေဖြစ်တယ်အဲ့တော့နှစ်ခုတွဲပြီးဖြစ်တဲ့အခါမှာပိုပြီးတော့နောက်ဆက်တဲ့စိုးကျိုးတွေများလာကြတယ်เนาะဆရာတို့နေ့စဉ်ကုသနေတဲ့အခါမှာเนาะဒီအောက်စေးုံပါဝင်ဆရာတို့စေးုံကြီးတွေမှာကုသကြတဲ့အခါမှာတွေးတို့ရောက်ကြောက်ကြက်ပြစီတိုင်းလေဖြတ်တာတွေနေတိုင်းလိုလိုเนาะတွေ့မြင်နေကြရတယ်ဟုတ်ကဲ့ပါဆရာဒါပေမဲ့ပေါ့နော်ဒီတွေးတို့ရောက်ပါဖြစ်နေတဲ့တဝက်လောက်ကလည်းမိမိကိုမိမိပေါ့နော်တွေးတို့ရောက်ကရှိနေမှမသိကြဘူးเนาะဆရာဟုတ်တယ်သူတို့ရောက်ကရှိနေမှကိုသူတို့ကမသိဘူးဘာလို့မသိလဲဆိုတော့သူတို့ရောက်ကရှိပင်သိဖို့ဆိုတာ တခုတည်းရှိတယ်။သွေးပုံချိန်တိုင်းကြည့်မှသိတယ်။သူတို့ယောဂလက္ခဏာမပြဘူးကွာ။မပြတော့ဘယ်သူမှလည်းဘာလက္ခဏာမပြတော့မိမိရဲ့သွေးပုံချိန်ကိုတိုင်းကြည့်မနေဘူး။အဲ့ဒီနေရာပြင်သွေးတို့ဖြစ်နေတာကိုလည်းဘယ်သူမှမသိကြဘူး။နောက်ဆက်တွဲ NDA တွေခုနပြောလေဖြတ်တာတွေလုံသွေးကြောတွေပိတ်တာတွေဖြစ်မှသိကြတယ်။အဲ့တော့ဆရာတို့ကဒီပြည်သူလူထုကိုပေါ့နော်ဒီသွေးတို့ယောဂအရေးကြီးတယ်။နောက်ဆက်တွဲစူးကျိုးတွေများတယ်။ဒါလေးကိုသတိပြုမိအောင်20မေလ18ရက်နေ့မှာကမ္ဘာသွေးတို့ယောဂနေ့ ဘောဟိုက်ပါတန်ရှင်တေးကိုသတ်မှတ်ပြီးတော့နော်နှစ်စဉ်ပြည်သူလူထုကိုအသိပညာပေးတာသူတို့ယောဂရဲ့နောက်ဆက်တွဲတွေကြောင့်ပြောပြတာသူတို့ယောဂရှင်းရှိသိအောင်သွေးပေါင်ချိန်ပေးတာရှားစီးကျစစ်တာအစရှိသည့်အဖြစ်ပေါ်တပြီးသူတို့ယောဂနဲ့ဆက်ဆက်တဲ့ဟာတွေကိုဆရာတို့ကအဲ့ဒီမှာအသိပညာပေးတယ်သတိထားမိရပြည်သူလူထု awareness ဖြစ်အောင်ဆောင်ရွက်ကြတယ်အဲ့ဒါလိုဆောင်ရွက်ကြတဲ့အခါမှာအဲဆရာတို့နှစ်စဉ်ပေါ့သင်းဆိုဆောင်မှုလေးတွေသတ်မှတ်ပြီးတော့နော်ကျင်းပါကြတယ်အဲ့တော့နှစ်ပေါင်းများစွာဆရာတို့ဒီသတ်မှတ်ခဲ့တဲ့ themes ကတော့ know your numbers ပေါ့နော် know your numbers ဆိုတဲ့သဘောကတော့မိမိရဲ့သွေးပေါင်ခြင်းသိအောင်လုပ်ကြပါသွေးပေါင်တက်နေသလားသုံးသွေးတိုးယောဂါဒီဖြစ်နေပြီလားအဲ့လိုဆိုရင်လည်းစနစ်ကျကုသကြပါပေါ့နော်အာဒီအရင်ညတည်းရေပေါ့နော်ဒီတင်းငါကြတော့ဒါ know your number ဆိုတော့ပေါ့ဒီ2025ခုနှစ်ရဲ့တင်းငါရောဆရာ2025ခုနှစ်အတွက်တင်းဆောင်ဖို့ကတော့ measure your blood pressure greatly control it live longer ပေါ့နော် အဲ့ဒါအဓိပ္ပာယ်ကတော့ measure your blood pressure correctly မိမိရဲ့သွေးပေါင်းခြင်းကိုသိအောင်တိတိကျကျတိုင်းပါเนาะမှန်ကန်တဲ့နည်းနဲ့တိတိကျကျတိုင်းပါသွေးပေါင်းခြင်းတာမန်တဲ့မြင့်တက်နေသုံးဖို့သွေးရောဂါရှိနေပြီဆိုတော့ control it ၎င်းကိုနားတက်တက်ကျွမ်းနဲ့ဆံဝင်နေနဲ့ပြသတိုင်ပင်ပြီးစနစ်တကျကုသပါအဲ့ဒါဆိုရင်သူတို့ယောဂရဲ့နောက်ဆက်တွဲစူးကျူးတွေမဖြစ်တော့ဘဲနဲ့တက်ရှိကျမ်းပါဆိုတာဒီတန်နဲ့ရမှာပါဆိုပြီးတော့เนาะဆရာတို့ဒီဆောင်ပုံလေးနဲ့ သတ်မှတ်ပြီးတော့2025ခုနှစ်မေလ18ရက်နေ့မှာလည်းဘာဘာပြုလို့ယောဂနေ့ကိုချင်းမကြအောင်ဖြစ်တဲ့သမီးနော်ဟုတ်ကဲ့ပါဆရာဟုတ်ကျေးဇူးတင်ပါတယ်ဆရာအဲ့ဒါဆိုလို့ရှင်လေဆရာဒီသွေးတို့ယောဂလို့ပေါ့နော်ဘယ်လိုအချိန်မျိုးမှာသတ်မှတ်လို့ရပါသလဲဆရာသွေးတို့ယောဂလို့ဆရာဘယ်ခါမှသတ်မှတ်မလဲဆိုရင်ဒါလေးမပြောခဲ့ပါနော်သမီးလူတယောက်ကသွေးပေါင်ခြင်းပုံမှန်ဘယ်လောက်ရှိရမလဲဆိုရင်အကောင်းဆုံးကတော့သွေးပေါင်ခြင်း120 80အောက်ပဲရှိရအဲ့ဒါအကောင်းဆုံးလေသမီး အဲဆရာတို့ဈေးပညာရှင်တွေကတော့သွေးတူယောဂါလို့ပဲခါမှာသတ်မှတ်တယ်ဆိုရင်သွေးပေါင်ခြင်းအပေါ်သွေး140အောက်သွေး90နှစ်အထက်ကြော်ရင်သွေးတူလို့သတ်မှတ်တယ်ပေါ့အဲ့တော့ဒီနေရာမှာသမီးရဲ့ဒါဆိုရင်ဂျာထဲမှာ120 140ဂျာမှာ130ဖြစ်နေတယ်135ဖြစ်နေတယ်အဲ့ဒါသွေးတူတာလားမတူဘူးလားဘောနော်မေးစရာရှိအဲ့တော့ပြန်ပြောရင်တော့အကောင်းဆုံးကတော့120 80အောက်ပဲကောင်းတယ်အဲ့နဲ့ကြော်လာပြီဆိုရင်တော့နိုင်ငံတကာဈေးပညာရှင်တွေကတော့ elevated blood pressure ပေါ့ ွေးပေါင်ကြီးမြင့်တက်လာတဲ့တွေးပေါင်ကြီးကိုတတ်မှတ်တယ်ဟုတ်ဟုတ်ကဲ့အဲ့မှာ130 85ပေါ့နော်အပေါ်သွေး130အောက်သွေး85ကျော်လာရင်တော့ပုံမှန်တဲ့အမြင့် high normal ပေါ့ပုံမှန်တဲ့အမြင့်ရှိသောတွေးပေါင်ကြီးရှိနေတဲ့သူတွေပေါ့ဒီလူတွေကအမြင့်စားတွေးပေါင်ကြီးရှိကြတယ်မကြခင်တွေးတို့ရောကဖြစ်လာနိုင်တယ်သတိထားပြီးစောင့်ကြည့်ရမယ်ဒီနေရာမှာတွေးတို့တော့မဖြစ်သေးဘူးတွေးတို့ရောကတော့မတတ်မှတ်သေးဘူးဒါပေမဲ့မကြခင်ဖြစ်လာနိုင်တယ် ။ဘာလို့တင်လဲဒီအချိန်မှာကိုယ့်ရဲ့အစာအသောက်ခုနပြောသလိုအငယ်ရှော့စားမယ်။ဘဝလုံးနေဝေးလျှော့မယ်။ရက်တော့တဲ့ရင်စာတီးရပြင်ရှော့တော့မယ်တို့မရက်ကိုရက်မယ်ဆက်လိုက်ကိုရက်မယ်ဒါတွေလုံးလိုက်ရင်ပုံမှန်သွေးပေါင်ချင်ပြန်ရအောင်ကြိုးစားကြပြီ။အဲ့ဒါဆိုရင်သူတို့ယောဂအောင်ဆရာတို့တိုင်းတာတခုဒီကာကွယ်နိုင်မယ်ဆိုဒီနားတွေကအရေးကြီး။ဟုတ်ကဲ့ဒါကြောင့်မလို့သွေးပေါင်ရင်130 135နော်140မဖြစ်သေးဘူးဆိုပြီးတော့မပေါ်ပါနဲ့ဒီနေရာမှာမိမိရဲ့ပုံမှန်သွေးပေါင်ချင်ရောက်အောင်120 80အောက်ပြန်ရောက်အောင် စ조사ပြီးတော့နေထိုင်လို့ရှိရင်တော့အကောင်းဆုံးပါလို့ဆရာဒီမှာအကြံပြုလိုတယ်ခေါ့ဟုတ်ဟုတ်ကဲ့ပါဆရာဟုတ်နော်အဲ့တော့သွေးတိုးယောဂါဆရာကလည်းပြော140 90ပါသွေးတိုးယောဂါကိုစတတ်ပါတယ်ဟုတ်သွေးတိုးယောဂါလို့သတ်မှတ်ပြီးဆိုရင်တော့ဆရာအဆင့်3ရှင်ဟုတ်ကဲ့နော်အဆင့်1နဲ့3ပေါ့သွေးတိုးယောဂါအဆင့်1ကတော့သွေးပေါင်ခြင်းအပေါ်သွေး140ရာနေ159အောက်သွေး90ရာနေ99နော်ဟုတ်ကဲ့အဆင့်1 အဆင့်နှစ်ကတော့အပေါ်သွေး160အောက်သွေး100 160 100ကြော်ရင်အဆင့်နှစ်ဟုတ်ကဲ့အဲ့ဆိုမြင်လာပြီနော်ဟုတ်ကဲ့ဟုတ်တော်တော် တတိထားရတယ်ဟုတ်ပါအဆင့်သုံးကတော့အပေါ်သွေး180အောက်သွေး130အဲ့ဒါဆိုတော့တပည့်အဆင့်သုံးသွေးတူယောဂပြင်းထန်သွေးတူယောဂအဲ့ဒါဆိုရင်နောက်ဆက်တဲ့စူးကြိုဒီအဆင့်မှာဆိုတော်တော်ဝင်ပြီတပည့်အဲ့ကြောင့်မို့လို့ဆရာတို့ကသွေးတူယောဂအဆင့်သုံးဆင့်သတ်မှတ်တယ်နော်ဒါလေးလေဆရာရှင်းပြ ဟုတ်ကဲ့ပါဆရာဟုတ်အဲအဲ့တော့ဘောနော်ဆရာဒီ2025ခုနှစ်ကို hypertension ဒီစောင်းပုတ်အရာပေါ့နော်ဒီ measure your blood pressure accurately ပေါ့နော်ဒါဒီသွေးပေါင်ချိန်မျိုးဘယ်လိုမျိုးပေါ့နော်တိတိကျကျအတိုင်းတာလို့ရပါတယ်ဆရာအဲ့သမီးဒီမေကွန်လေးကအရေးကြီးတယ်နော်ဒီမေကွန်ကောက်လေကျေးဇူးပဲသမီးဟုတ်ကဲ့အဲသွေးပေါင်ချိန်ကိုတိကျအောင်ဘယ်လိုတိုင်းမလဲနော်ဒီနေ့ဆရာတို့ why hypertension ဒီရဲ့နော် things ကလေ measure your blood pressure accurately ဟုတ်သွေးပေါင်ချိန်ကိုတိတိကျကျရှိအောင်နော်တိုင်းအောင် ဆရာအဲ့တော့သွေးပေါင်တိုင်းနဲ့ညီသုံးလေးရှိတယ်။အဲ့ဒါကြီးပြောပြမယ်။တစ်ကတော့ over blood pressure monitoring လို့ခေါ်တယ်။နောက်နောက် clinic blood pressure monitoring လို့ခေါ်တယ်။ဒီအစိမ်းစိကန်နေမှာသူတို့သွားပြရင်ပဲဖြစ်လေဆရာဝန်တွေအတူနာပြုတွေကသွေးပေါင်ချိန်ကြီးတယ်။ဒါကိုဆရာလုပ်နေတာဆေးပညာအခေါ်ရ over blood pressure monitoring ပြီးတော့နောက်တစ်ခုကတော့အိမ်မှာသွေးပေါင်ချိန်ကော digital set တွေနဲ့လေသွေးပေါင်ချိန်ကြတယ်။ဒါကအရေးကြီးတယ်ကောင်းတယ်။ဟုတ်ကဲ့ home blood pressure monitoring လို့ခေါ်တယ်။နောက်ခုရှိသွားရင်နော်တစ်က စေုံစေခင်တော့ပြလို့ဆရာဝန်ကလာပြုတွေကသွေးပေါင်ချိန်တယ်ဒါတစ်ခုဟုတ်နှစ်ကမိကိုယ်တိုင်အိမ်မှာသွေးပေါင်ချိန်တယ်ဒါ home blood pressure monitoring နှစ်ခုနံပါတ်3က ambulatory blood pressure monitoring လို့ခေါ်တယ်24နာရီပေါ့နော်ဆက်နဲ့တိုင်းဒါကတော့နည်းနည်းလေးလောက်ရတာလဲဟိုနည်းနည်းလေးကတိကောက်တော့ဖြစ်တော့ပေါ့နော်မိကုံကြီးကြာလေးလည်းမြင်ရတော့ဆရာတို့လက်တွေ့မှာအသာအီးတော့မသုံးအဲ့တော့လက်တွေ့မှာသုံးတာနှစ်ခုသွေးပေါင်ချိန်ဘယ်လိုသိမလဲစေုံစေခင်ရောက်ရင်ဆရာဝန်ကလာပြုတွေကချိန်ပေးတယ် clinic blood pressure monitoring အိမ်မှာမိပါတာမိသွေးပေါင်ချိန်ဆက်လေးနဲ့သွေးပေါင်ချိန်နဲ့ home blood pressure monitoring ဟုတ်ကဲ့ဆရာအဲ့ခါမှာဆရာတို့အဲ့လိုသွေးပေါင်ချိန်တဲ့အခါမှာအဲ့တခုပါတော့တွေ့ရတယ်ပေါ့ဆိုတော့လေလူနာရီပြောများကြတယ်ဆေးရုံစေကန်ရောက်ရင်ဟာဆေးရုံစေကန်ကိုကြည့်လိုက်တော့ဟာသွေးတိုးနေရောတရား60မဟုတ်ဘူးဆရာအိမ်မှာဆိုကျမကသွေးပေါင်ချိန်ကောင်းတယ်ဆေးရုံစေကန်ရောက်လို့တိုးတာနော်ဒါဆရာတို့ဆေးပညာခေါ်ရတာ white coat hypertension လို့ နော်ဆေးရုံစီကံရောက်လို့သူကစိတ်ပူသွားစိတ်ဖိစီးသွားတော့လေစိတ်လှုပ်ရှားသွားပြီးသွေးတိုးတာအဲ့သွေးတိုးရှိမရှိအသေးရသေးဘူးနော်ဟာဟုတ်ကဲ့ရှိနေရှိနေတိုင်းမတော့အိမ်မှာတော့အကောင်းနော်ဆေးရုံစီကံကြမှာတိုးတာဟိုက်ကိုဟိုက်ပါတန်ရှင်တချို့ကြတော့ဆေးရုံစီကံမှာသွေးပေါင်ချိန်ကြတော့ကောင်းနေနော်အိမ်ကြမှာအိမ်မှာသွေးပေါင်ချိန်ကြတော့တက်ဒါလည်းအရေးပါတယ် mass hypertension လို့ခေါ်တယ်ဖုံးကွယ်ထားတဲ့သွေးတိုးရော ဒါဆိုရင်အဲ့ဒီ white coat hypertension နဲ့ mass hypertension နှစ်ခုပေါ့နော်တစ်ခုကဆေးရုံစီကင်းကြရင်သွေးပေါင်တက်တယ်အိမ်မှာအကောင်အသွေးတို့ရောဂါရှိတာလားတချို့ကဆေးရုံစီကင်းမသွေးပေါင်ခြင်းတိုင်းအကောင်အိမ်ကြရင်သွေးပေါင်တက်နေတယ်အဲ့ဒါကသွေးတို့ရောဂါရှိတာလားဒါကိုဖြေရှင်းဖို့အကောင်ဆုံးနည်းလမ်းကတော့ home blood pressure monitoring လို့ခေါ်တယ်အိမ်မှာမိမိကိုယ်တိုင်းမိမိဘာသာသွေးပေါင်ခြင်းစနဲ့သွေးပေါင်တိုင်းတာပြီးတော့နော်တပတ်ပေါ့ကွာ เนาะ3ရက်ကနေတပတ်တိုင်းတာပြီးဟာဒီဖြည့်ကိုဖြည့်ရှင်းလို့ရအဲ့တော့အိမ်မှာသွေးပေါင်ခြင်းကိုဘယ်လိုတိုင်းရမလဲဆိုတော့တမီးရဲ့အဲ3ရက်ကနေ9ရက်တိုင်းလို့ရတယ် digital နဲ့ပဲတိုင်းလို့ရတယ်ဒီချက်ဒီချက်တဲ့ကမှန်ပါမလားဒါလေးပြောကြတာရှိတယ်အဲ့တော့ဒီနေရာမှာသွေးပေါင်ခြင်းစက်အကြောင်းနည်းနည်းပြောပြရင်ဆိုသွေးပေါင်ခြင်းစက်က digital ရှိတယ်ကွာတော့ဆေးရုံစင်ကမှာတိုင်းတယ် mercury ရှိအဲ့ဆိုမာဂျူရီနဲ့ကမှန်တယ်ဒီဂျစ်တယ်ကမှားတယ်လို့ဒါတချို့ကလည်းဒီဂျစ်တယ်က အိမ်မှာကအမှန်နဲ့စေုံစေကန်းကြမှာမာဂျူရီကပါဖြစ်တကယ်တော့ digital ရောမာဂျူရီရောမှန်ပါလေမာဂျူရီနဲ့တိုင်းမှာမှန်ပါလေမဟုတ်ပါဘူး digital လေးမှန်တယ်ဆိုတာလေးပြောပြချင်ပါလေဆိုနိုင်ငံမှာဆိုဒီမာဂျူရီ blood pressure ကကတိတ်မတုံးတော့ဘာကြောင့်ဆိုတော့မာဂျူရီဆိုတာက poison ပေါ့နော် toxic အဆိပ်ဖြစ်တဲ့အခါကျတော့ဆရာတို့နိုင်ငံတကာမှာဆိုတိတ်မတုံးတော့နော်အဲ့တော့ automatic digital blood pressure ကတ်လို့ခေါ်တယ်ဒီ digital ကတ်ကမှန်ပါတယ်တုံးလို့ရပါတယ်နော်အဲ့တော့ဆရာတို့တပတ်၃ရက်ကနေတပတ်အိမ်မှာတိုင်းပြီ တနေ့ကိုမနေ့တစ်ချိန်ညတစ်ချိန်တိုင်းပဲတစ်ခါတိုင်းရင်နှစ်ချိန်တိုင်းပဲအဲ့နှစ်ချိန်ကို average ယူရမှာတချို့ဆိုရင်တော့ပထမဆုံးရက်ကိုထည့်မတွက်ဘူးနော်အချို့ကျနှစ်ချိန်မို့သမီး၃ချိန်တိုင်းလိုက်တယ်ဘယ်နှပိုင်းမှလည်း၃ချိန်တိုင်းတယ်ပထမဆုံးတစ်ချိန်ကိုထည့်မယူဒုတိယနဲ့တတိယကိုပဲ average ယူလိုက်တယ်အဲ့တော့သမီးအဲ့လိုတိုင်းပြီးတော့ဆရာတို့တပတ်စာကိုဘယ်လိုပြန်လုပ်လဲဆိုရင်အပေါ်သွေးတွေအားလုံးပေါင်းလိုက်တယ်ဖြန်းပြယူလိုက်တယ်နော်ပြီးရင်အောက်သွေးတွေအားလုံးဖြန်းပြယူလိုက်တယ်အိမ်မှာတိုင်းတာနော်တပတ်တိုင်းတာနော် ဲ့ဒီမှာအပေါ်သွေး135အောက်သွေး85ဆိုပြီးသွေးတူးလို့သတ်မှတ်ပုံမှန်ဆရာကုနာတော့ဆေးရုံဆေးကန်းကဘလောက်ဆိုသွေးတူးလို့သတ်မှတ်လဲ140 90ချော်မှသွေးတူးလို့သတ်မှတ်ပေးမယ်အိမ်မှာတပတ်တိတိသွေးပေါင်လေးကိုနေ့စဉ်ရက်ဆက်တိုင်းထွာပြီးတော့ဖြန်းမြရှာတဲ့ရလက်သည်135 85ချော်ရင်သွေးတူးလို့သတ်မှတ်ပြီးဒါကခုနပြောတဲ့ white coat hypertension ဆေးရုံဆေးကန်းကြမှာသွေးတူးတယ်အိမ်မှာတော့မတူးဘူး အိမ်မှာတော့တေးဦးတိုးတယ်ဆေးရုံဆင်းရမတိုးဘူးဆိုတော့ဒီ white hypertension နဲ့ mass hypertension ကိုဘာနဲ့ဖြေရှင်းမလဲဒီ home blood pressure monitoring အိမ်မှာတိုင်းထွားပြီးတော့တပတ်စာတိုင်းထွားပြီးပြန်မြအဖြေဆရာမနဲ့ပြန်တယ်တိုင်ပင်ပြီးတော့135 85ကျော်ရင်သွေးတိုးလို့သတ်မှတ်ပါတယ်